အားလုံးပဲမင်္ဂလာပါခင်ဗျာဧပြီလ4ရက်တောက်ကြနေ့2နာရီမှာကျင်းပမယ်လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့ Chelsea အသင်းနဲ့ Tottenham Hotspur အသင်းရဲ့ပွဲကြိုသုံးသပ်ချက်လေးပဲဖြစ်ပါတယ်လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်အကောင်းဆုံးပွဲတွေဖြစ်မှာလည်းအသေးစားဖြစ်ပါတယ် Anzo Maresca ရဲ့ Chelsea အသင်းကတော့အဆင့်၄မှာတည်ရှိနေပြီး Tottenham Hotspur အသင်းကတော့အဆင့်၁၄မှာလက်ရှိတည်ရှိနေတာဖြစ်ပါတယ် Chelsea အသင်းကတော့သူ့ရဲ့အောက်အသင်းတွေနဲ့ အမှတ်ကွာဟမှုအရန်ချင်းမြောင်းနေတဲ့အတွက်အကောင်းဆုံးပုံစံနဲ့ပွဲထွက်လာမှာတော့အသေးချာပါပဲ။ချယ်ဆီသင်းနဲ့တော်တန်ဟော့စပါအသင်းကအဆင့်အရန်ကွာနေရဆိုရင်မဲ့နောက်ဆုံးပွဲစဉ်၅ပွဲကိုတုံသက်ကြည့်ရမယ်ဆိုရင်တော့နှစ်သင်းလုံးကသူမသားကိုမသားဖြစ်နေအောင်လည်းတွေးရပါတယ်။ဒါကြောင့်ဒီပွဲစဉ်ကကိုတော့တွင်းပြီမဲ့ကိုအများကြီးပြတ်မဲ့ပွဲမဟုတ်ဘူးလို့တော့ယူဆမိပါတယ်။ပရီးမီးယားလိဂ်နောက်ဆုံး၅ပွဲဆက်တိုက်တွေ့ဆုံမှုမှာတော့ head to head အနေနဲ့ကြည့်ရရင်ချယ်ဆီသင်းကတော့အနည်းငယ်အသာရနေတာကိုတွေ့ရပါတယ်။ Chelsea သင်းရဲ့နောက်ဆုံး Premier League ပွဲစဉ်၅ပွဲမှာတော့ Chelsea သင်းကမပွဲနိုင်၃ပွဲရှုံးစွေရလတ်နေရမယ့်၆မှတ်သားရရှိ Tottenham Hotspur သင်းရဲ့နောက်ဆုံး Premier League ၅ပွဲရလတ်ကတော့၂ပွဲနိုင်၂ပွဲရှုံး၁ပွဲတည်ရည်စွေရလတ်နေရမယ့်ခွန်မတ်တီရရှိတာပြဇာသမားစုဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင်လေ Chelsea အသင်းက Tottenham Hotspur အသင်းနဲ့ငယ် အားသာနေတဲ့အောင်ရှိပါတယ်။ဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်က Chelsea ကိုနည်းနည်းပုံပြီးကြိုက်ပါတယ်။ဒါပေမဲ့ goal များင်းသွင်းနိုင်မှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အနည်းငယ်သတိထားဖို့လိုတဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ပြောချင်ပါတယ်။ကျွန်တော်ရဲ့ goal ခံမှန်းမှုကတော့ Chelsea 2 Tottenham Hotspur 1နဲ့2 1နဲ့ Chelsea တို့အနိုင်ရတော့မယ်လို့ခံမှန်းမိပါတယ်။အားလုံးကိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။